ပရိသတ်ကြီးအခုမြင်လိုက်တဲ့အရာကတော့ဓာခုတ်ကောင်တကောင်နဲ့ငှက်တို့ရဲ့တိုက်ပွဲမှာငှက်တိုက်ပွဲကျသွားတဲ့အခြေအနေပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။မဖြစ်နိုင်တော့တဲ့အခြေအနေပဲဖြစ်ပါတယ်။ဒါပေမဲ့တကယ်ဖြစ်သွားခဲ့တာပါ။ကွန်ဖူပန်နာကားထဲမှာတော့မှ Forius 5အဖွဲ့ဝင်အဖြစ်နဲ့တတ်မှတ်ခံထားတဲ့ဓာခုတ်ကောင်တွေဟာလုံးဝ short ထွက်လို့မရပါဘူးရှင်။ သူတို့ဘာတကယ်ကိုကြောက်စရာကောင်းပါလေမျိုးတူချင်းနဲ့တိုက်ခိုက်တာမဟုတ်ပါဘူးမွေးငှက်နဲ့ကြောင်ရိုးပါမကြောင်မယုံတိုက်ခိုက်တတ်ပါရဲ့။ဘာကြောင့်ဓာခုတ်ကောင်းနေရကြောက်စရာကောင်းနေရတလေတိုက်ခိုက်မှုတွေမှာတော်နေကြတလေဆိုတာတွေကိုခိုင်နေတူတူဒီကနေ့ထုတ်မြန်မာကနေရှားဖွေကြည့်ကြတာပေါ့နော်။ Subscribe နဲ့ခေါင်းလောင်းလေးနှိပ်ပြီးတော့အားပေးသွားကြပါအောင်ရှင်။ကျေးဇူးများကြီးတင်ပါတယ်ဆက်လိုက်ပါတော့မယ်။ကျမတော့ခိုင်ပါရှင်။အစာစားဖို့ဟာတတဝရရဲ့လောကမှာစိန်ခေါ်မှုတွေနဲ့ပါရင်ဆိုင်နေရပါတယ်။ဒါပေမဲ့ဓာခုတ်ကောင်းတွေကတကယ်ကိုဖိုက်တာတွေပါပဲ။ သူတို့ဟာအင်းဆက်တစ်မျိုးပါဒါပေမဲ့တခြားအင်းဆက်တွေလို့ပေါ့ပေါ်သေးသေးတော့မဟုတ်ပါဘူးရှင်အင်းဆက်စားတဲ့အကြောင်းတွေငှက်တွေပုတ်တဲ့နေရောင်မှပြန်ပြီးတော့တိုက်ခိုက်နိုင်ပါတယ်ဒီဗီဒီယိုမှာဆွေးနွေးပုတ်တင်တကောင်နဲ့ဓာခုတ်ကောင်တို့တိုက်ခိုက်နေတာကိုတွေ့ရမှာပါပုတ်တင်ဆိုတာအင်းဆက်တွေတီးတန့်စားကြတာပါတန်လဲတန်မာကြပါတယ်ဒါပေမဲ့ဒီမှာဆွေးနွေးဓာခုတ်ကောင်တွေကသူတို့တွေနဲ့အမျိုးတူတွေကိုစားတဲ့ပုတ်တင်တွေကိုအေးအေးဆေးဆေးပြန်ပြီးတော့တိုက်ခိုက်နေတာပါသူရဲ့လက်တွေကသူ့အတွက်လက်နက်ကောင်းတွေပါပဲ လက်တွေနဲ့ပုတ်တင်ရဲ့ပါဇက်ကိုကလန့်ထားလိုက်ပါတယ်ပြီးတော့သူပါဇက်နဲ့ပုတ်တင်ရဲ့အသားတွေကိုအရှင်းလန်းလန်းစားနေတာတွေ့ရမှာပါသူပါဇက်ကတေးတော့ပုတ်တယ်မှာတေးလောက်တဲ့တင်ရတော့မရပါမိအချိန်ကြာလာပြီဆိုရင်တော့အယိုးကြာသွားနိုင်ပါတယ်ဒါကြောင့်ရှိသမျှအင်အားနဲ့ရုံးကန်ပြီးတော့ထွက်ပြေးသွားပါတယ်ရှင် ဓာခုတ်ကောင်ကသူ့ရဲ့လက်နက်ချောင်းကိုအားကုန်သုံးပြီးတော့ပုတ်တင်ကိုဖမ်းထားခဲ့တာပါ။ဒါပေမဲ့ပုတ်တင်ကသူ့နာသွားတဲ့အတွက်အားအင်နဲ့အလွတ်ယုံလိုက်ပြီးတော့ပြေးထွက်သွားနိုင်ခဲ့တာပါ။ဓာခုတ်ကောင်တွေရဲ့လက်နက်ချောင်းကတကယ်ကိုအားရှိပါတယ်။သူတို့ရဲ့အဓိကလက်နက်ကဒီလက်တွေပဲဖြစ်ပါတယ်။သူတို့ကဘယ်ကောင်ကိုမှကြောက်တယ်လို့မရှိပါဘူး။သူတို့ဖမ်းချင်တဲ့အကောင်ဆိုရင်တော့အမဲလိုက်သူတို့ဖမ်းပြီးတော့စားတတ်ပါတယ်။ရုပ်ကိုပဲကြည့်ကြည့်လိုက်ရပါ။မျက်လုံးပြူပြူနဲ့ဘသူကိုမှမကြောက်တဲ့ယုံမဟုတ်ပါဘူး။ဒါအပြင်တိုက်ခိုက်ဖို့အတွက်ခြုံခိုပြီးတော့စောင့်နေတတ်ပါတယ်။သူတို့ခုန်နေတတ်တဲ့နေရာတွေကတိုက်ကိုင်းတွေတည်ရ က်တွေနဲ့ကွယ်နေတဲ့နေရာတွေဖြစ်ပါတယ်။သူတို့ကသားကောင်ကိုသူတို့မှရှိတဲ့အမြန်ဆုံးနှုံးနဲ့ဖမ်းတတ်ပါတယ်။သူတို့ရဲ့ဖမ်းတဲ့နှုံးကမြန်လွန်းလွန်းလူရီရဲ့မျက်လုံးနဲ့တိတ်တိတ်ချာချာရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့တောင်မှမလွယ်ကူပါဘူးရှင်။သူတို့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းတိစားမှုကလည်းအင်းဆက်တွေထဲမှာတခြားကောင်တွေကိုအမဲလိုက်ပြီးတော့ဖမ်းဆီးနိုင်ဖို့အတွက်အသင့်လုပ်ပေးထားသလားအောင်မရပါတယ်။တရိကံပုံစံကောင်းရှိနေပြီးတော့လေပင်ရှိရှိကိုခန္ဓာရှိရှိတွေကြောင့်ဘလို့သားကောင်မျိုးကိုမစိုးဖန်ဆာနိုင်ပါရဲ့ ပူတတ်တဲ့အင်းဆက်တွေမဟုတ်ကြလို့အရက်မမီလို့မစားလိုက်ရတဲ့အကောင်မရှိအောင်လို့သူတို့ကသဘာဝကဖန်ဆင်းပေးထားတာပါ ဒါအပြင်သူတို့မှာအလုံးကုန်ကြီးမားတဲ့မျိုးလုံးကြီးတွေရှိရကြပတ်ဝန်းကျင်ကိုခြုံငုံသုံးသပ်နိုင်ခြင်းလည်းအားကောင်းပါတယ်သူတို့ရဲ့ခေါင်းကိုလည်း180ဒီဂရီလှည့်နိုင်ပါတယ်ဒါအပြင်လူတည်နေတဲ့အခြေတစ်ချက်ကဓာတ်ခေါက်ကောင်တွေမှာမျိုးလုံးက၅လုံးရှိတာပါသူတို့ရဲ့ဒီကြီးမားတဲ့မျိုးလုံးနှစ်ခုခြားထဲမှာနောက်ထပ်အသေး၃လုံးပါနေပါသေးတယ်ဒါကြောင့်အမြင်အယုံပိုင်းနဲ့ပတ်သက်လာပြီးဆိုတော့ဒီကောင်တွေကိုသွားရှုပ်လို့မရပါဘူးနော်သူတို့နားမှာဘာကောင်ပဲဖြတ်သွားဖြတ်သွားမမြင်လိုက်ဘူးဆိုတာမရှိပါဘူးဒါကြောင့်သူတို့ရဲ့လက်တွေခြေထောက်တွေမှာစူးချုံလေးတွေပါပါသေးတယ် ဒါကြောင့်ဘလို့သားကောင်ရဲ့အသားအရေကိုမဆိုတွေ့ကပ်ထားနိုင်ပါတယ်။အဲ့ဒီသားကောင်ကဘလို့အရွယ်စားပဲရှိရှိဒီကောင်တွေရခရုဆိုင်ဆရာမလို့ပါဘူး။တခြားအင်းဆက်တွေကလည်းဓာခုတ်ကောင်တွေရဲ့အစာဖြစ်ကြပါတယ်။တခြားအင်းဆက်တွေလည်းမဟုတ်ပါဘူးနော်။သူတို့ကသူတို့ချင်းချင်းပြန်လဲပြီးတော့လဲစားကြပါသေးတယ်။ဘယ်ချိန်မှလဲဆိုရင်တော့မိတ်လိုက်တဲ့အချိန်မှပါ။ဒါကိုအမတွေကအထီးတွေကိုမိတ်လိုက်နေစဉ်အတွင်းမှာသုံးမဟုတ်မိတ်လိုက်ပြီးချိန်မှာစားပြည့်တတ်ကြပါတယ်။ ဒါပေမဲ့ဓာခုတ်ကောင်အထီးရိယမိလိုက်နေတဲ့ဖြစ်စဉ်တွေကိုအစားခံလိုက်ရတာတောင်မှအယက်မခံမဲနဲ့ဆက်လက်ပြီးတော့ဆောင်ရွက်ပေးနိုင်ပါ रे ။နောက်ထပ်ဓာခုတ်ကောင်တွေနဲ့ပတ်သက်ပြီးတော့လန့်စီယာတို့ကသူတို့ဟာမွေဒီယိုတောင်မှတိုက်ခိုက်နိုင်တာပေါ့။အန်နာကော်နာလိုမျိုးမွေတွေတော့မဟုတ်ပေမဲ့လို့သူတို့ထက်မွေဆိုတာအစများစွာကြီးနေတဲ့ရန်သူဖြစ်နေစေပါပဲ။ဓာခုတ်ကောင်တွေကလှုပ်ရှားတာတိတ်ကိုမြန်ပါတယ်။မွေတွေကတော့ဓာခုတ်ကောင်တွေလောက်မြန်မြန်မလှုပ်ရှားနိုင်ပါဘူး။ဓာခုတ်ကောင်တွေကလက်တွေကိုသုံးပြီးတော့မွေတွေကိုဖမ်းထားပါတယ်။ပြီးပြီဆိုရင်တော့နောက်ခြေထောက်နဲ့ သူလဲမသွားအောင်လို့မွေးလိမ့်တဲ့ဘက်ကိုအားပါမသွားအောင်လို့ထောက်ပြီးတော့ထိန်းထားပါတယ်။ဓာခုတ်ကောင်တွေကမွေးရရဲ့ခေါင်းကိုအဓိကထားပြီးတော့တိုက်ခိုက်တာပါ။သူတို့ဟာမွေးရရဲ့အားနဲ့ချက်ကိုလည်းသိတယ်လို့ဘလို့အသုံးချပြီးတိုက်ခိုက်ရမလဲဆိုတာလည်းကြွန့်ချင်ကြပါတယ်။မွေးတွေမောပြီးတော့မရက်မသွားမစင်းသူကလုံးဝကိုလွတ်မပေးတာပါနော်။တကယ်လို့မောပြီးတော့ရက်သွားတယ် သူကိုင်လိုက်လို့တည်သွားတယ်ဆိုရင်တော့စိတ်ကြိုက်ပွဲတော်တဲပါတော့တယ်တကယ်မွေမုံစိုးတွေပါပဲပြီးတော့ဒါခုတ်ကောင်တွေကမွေတွေကိုစားရဖို့အတွက်ဘလောက်ဖဲကြာကြာဆောင်းနိုင်ပါတယ်သူတို့ကမွေတွေရဲ့ခေါင်းကိုလုံးဝမလွတ်တမ်းဖမ်းထားပြီးတော့အချိန်တစ်ခုထိရအောင်လို့စိတ်ရှည်လက်ရှည်ဆောင်းနိုင်ကြပါတယ်နောက်ထပ်သူတို့ရဲ့သားကောင်ကတော့ကြွက်တွေဖြစ်ပါတယ်ကြွက်တရားဒါခုတ်ကောင်တွေနဲ့အရွယ်စားတိတ်ပြီးတော့မကွာပါဘူးမွေတော်မှတိုက်ခိုက်နိုင်တယ်ဆိုတော့အဲ့ဒီကောင်တွေကကြွက်တရားအစာပြေစားစရာလိုပါပဲပုတ်တင်လိုမျိုးအရေးပြားထူတဲ့အကောင်တွေတော်မှဒီကောင်တွေကဖမ်းဆောင်းလာတာပဲလေကြွက်တွေရတော့သူတို့ တွက်အလွယ်လေးဖမ်းဆားလို့ရတာပါပဲ။အရင်ဦးဆုံးအချိန်နဲ့ကြွက်တွေကိုဖမ်းကြပါရစေ။ပြီးရင်တော့ကြွက်တွေလှုပ်ရှားမသွားနိုင်အောင်လို့ထွက်ပြေးမသွားနိုင်အောင်လို့သူတို့လက်တွေနဲ့ဖမ်းချုပ်ထားပြီးတော့အရှင်လက်လက်ကိုက်စားကြပါရစေ။ကြွက်တွေဟာအသေးငယ်ကြပါရစေ။သူတို့ကိုဖမ်းထားလို့အကြောင်းတော်မီဆိုရင်တော့နှလုံးရပြီးတော့တည်သွားတတ်ကြပါရဲ့ဓာခုတ်ကောင်တွေလို့အရှင်လက်လက်ကိုက်စားတာသာခင်ရမယ်ဆိုရင်တော့သူတို့မှာအသက်ရှင်ဖို့လုံးဝကိုအခွင့်အရေးမရှိတော့ပါဘူးထွက်လည်းမပြေးနိုင်ကြတော့ပါဘူးရှင်အားမရှိတာကြောင့်ပဲဖြစ်ပါရဲ့ ဒါကြောင့်ဓာခုတ်ကောင်တွေကကြွက်တွေကိုလက်နက်ချောင်းနဲ့မာထားနိုင်ပါသေးတယ်ဘလို့မကိုထွက်ပြေးနိုင်ဖို့အခွင့်အရေးမရှိတာပါကြွက်တရားဆိုတော့သူတို့ကိုဖမ်းနိုင်တဲ့ဘဲကောင်မှုမဆိုဖမ်းပြီးတော့အစာခံတဲ့သူတွေပါသူတို့ကဘာတုံ့ပြန်မှုကမလုပ်နိုင်ကြပါဘူးရှင်ကြွက်တွေပေါ်တဲ့နေအိမ်မှာဆိုတော့ဓာခုတ်ကောင်နှစ်ကောင်လောက်မွေးထားလိုက်မယ်ဆိုရင်တော်တော်လေးကိုကိစ္စတုံးသွားမှာပါကြွက်တွေပြီးသွားပြီဆိုတော့ဓာခုတ်ကောင်တွေရဲ့နောက်ထပ်အစာဖြစ်ရတဲ့အကောင်တွေကတော့ငှက်တွေပါဒီဗီဒီယိုအစပိုင်းမှာတော့မှာငှက်လေးတကောင်ဓာခုတ်ကောင်ရဲ့တိုက်ခိုက်မှုကိုခံရတာပါခဲ့ပါသေးရဲ့နော်ဒါပေမဲ့ ဒါအပြင်ငှက်တွေကိုသူတို့ကတခါတလေကြားမှစားဟာတော့မှမဟုတ်ပါဘူးလေရှင်အခွင့်အရေးရတယ်လို့ဖမ်းပြီးတော့စားကြတာပါတားခောက်ကောင်တွေကခြံသေးတွေလိုမျိုးတားခောင်တွေကိုနောက်ကနေလိုက်ပြီးတော့ဖမ်းတဲ့ပုံစံမဟုတ်ပါဘူးသူတို့ကခြုံခိုးပြီးတော့တိုက်ခိုက်ကြတဲ့အမျိုးအစားပါတားခောက်ကောင်တွေကအေးအေးဆေးဆေးတည်ငြိမ်ကြပါလေတားခောင်ဖမ်းတဲ့အခါတားခောင်မဖမ်းမိမချင်းစိတ်ရှည်ရှည်နဲ့တည်တည်ငြိမ်ငြိမ်စောင့်နေနိုင်ကြတဲ့အကောင်တွေပါ ဒီဗီဒီယိုထဲမှာဆိုရင်တော့တိတ်ဆုံငတ်လေးတစ်ကောင်ကိုတွေ့ရမှာပါငတ်တွေရဓာတ်ခုတ်ကောင်တွေကိုတိတ်ပြီးတော့သတိမထားမိတတ်ပါဘူးသူတို့ကလည်းအပုံးကောင်းတာကြောင့်လဲပါပါတယ်ဒီတိတ်ဆုံငတ်လေးတွေရဆိုရင်လည်းသူ့အစာစားဖို့အတွက်လာတော့မှာပဲဓာတ်ခုတ်ကောင်ကစောက်နေရာကနေထွက်ပြီးတော့အ мян တိုက်ခိုက်လိုက်ပါတယ်ငတ်ဟာအောက်ကိုကြာသွားပြီးတော့ဓာတ်ခုတ်ကောင်လက်ထဲကျရောက်သွားခဲ့ပါတယ်သူ့မှာအတောင်တွေပါပေမဲ့လို့ပြန်ထွက်ဖို့အတွက်လည်းမဖြစ်နိုင်ခဲ့ပါဘူးဓာတ်ခုတ်ကောင်ကလက်ကအဆူရည်နဲ့တိတ်တိတ်ချာချကိုဖန်ထားတာပါငှက်ကလေးရဲ့တေချာမစစ်စင်းမိတဲ့အမားပါပဲ သူဟာဓာတ်ခေါက်ကောင်အစားဖြစ်သွားရပါတယ်။ဓာတ်ခေါက်ကောင်ကတော့လင်မြန်မှုတွေအပုံးကောင်းမှုတွေနဲ့တောင်ပန်ပါတဲ့အကောင်တွေကိုဖန်ဆားနိုင်ပါတယ်။ငှက်ကလေးကအရှင်လက်လက်ဓာတ်ခေါက်ကောင်ရဲ့အစားဖြစ်ရတာပါ။ဓာတ်ခေါက်ကောင်တွေကသူ့အစားဖြစ်နိုင်ခြေရှိတဲ့အကောင်တွေကိုဘလောက်ကြာကြာစိတ်ရှည်ရှည်နဲ့စောင့်လေ့ရှိပါတယ်။ဒီငှက်ကိုမိဖို့လေသူတတော်ကိုစောင့်လိုက်ရမှာပါ။ဒါအပြင်သူတို့မှာမျက်လုံးကငါးလုံးဆိုတော့ဓာတ်ခေါက်တွေကိုသုံးသပ်နိုင်စွမ်းကအားကောင်းပါတယ်။သားကောင်တွေရဲ့လှုပ်ရှားမှုတွေကိုလည်းကြိုပြီးတော့သိမြင်နိုင်ပါတယ်။ဒါကြောင့်သူ့အတွက်သားကောင်တွေဖန်ရတာပို့ပြီးတော့လွယ်ကူတာပါ။ သူတို့တွက်ချက်မှုမှားသွားခဲ့မယ်ဆိုရင်လည်းပြန်ပြင်ဆင်ပြီးတော့အမိရဖန်နိုင်ပါတယ်ကျမတို့အခုသိလိုက်ရတာကပညာရှင်တွေကဓာတ်ခေါက်ကောင်တွေနဲ့ပတ်သက်ပြီးတော့ slow motion နဲ့အမျိုးမျိုးလေ့လာသုံးသပ်ထားကြလို့ပါပဲ။တို့ကကဘာပေါ်ကတက္ကဝါလောကရဲ့အကောင်းဆုံးမုတ်ဆိုးတွေတဲကတကောင်ဖြစ်ပါတယ်။ဒီဗီဒီယိုမှာဆွေးနွေးငါးခုဖမ်းလိုက်နိုင်တဲ့ဓာတ်ခေါက်ကောင်တွေ့ရမှာပါ။ငါးခမညာရှောင်းချိန်အောင်မမရလိုက်ပါအောင်နော်။ဒီကောင် insert တာဟုတ်ရလားပြန်တွေးနေရပါပြီ။ insert ဖြစ်ပြီးတော့ဖားအောင်လဲစားပါသေးတယ်။ဖားတော့ခုန်ပြနိုင်တယ်လို့ဆိုပေမဲ့ဓာတ်ခေါက်ကောင်ရဲ့လက်ကနေမလွတ်ပြန်ပါဘူးတဲ့ရှင်။ အင်းဆက်တွေကိုအရွက်စားတတ်တော်ရည်လိုပဲထင်ထားခဲ့တဲ့သူတွေတော့ဓာခုတ်ကောင်နေတဲ့တွေ့ရင်ရိုးချင်စိပောက်သွားနိုင်ပါတယ်သူတို့စားချင်တဲ့ကောင်ကိုဖန်ဆာတာပါပဲကွန်ဖူးပန်နာကားထဲမှာဓာခုတ်ကောင်ကိုထည့်ထားတာအလကားတော့မဟုတ်ပါဘူးနော်ဒီကောင်တွေကမထင်ရပေမဲ့လို့တကယ်ဖြုတ်တဲ့အကောင်တွေပါအရှင်ကလည်းစားကြပါသေးတယ်ဓာခုတ်ကောင်နေတဲ့ပတ်သက်ပြီးတော့တရုတ်တိုင်းလောကမှာတိုင်းမျိုးစားနှစ်ခုတောင်မှရှိပါတယ်ဓာခုတ်ကောင်စုတောင်းတိုင်းနှစ်မျိုးလို့ခေါ်ပါတယ် တရုတ်တွေအနေနဲ့ဒီကောင်တွေကိုကြည့်ပြီးတော့တိုင်းထွင်လို့ရတယ်ဆိုမှတော့သူတို့တွေဘလောက်ထိတောင်မှတိုက်ခိုက်ဖို့အတွက်သွေးကြွလဲဆိုတာသိရမှာပေါ့နော်ဒီကောင်တွေရဲ့တိုက်ခိုက်ပုံတွေမှာလက်တွေအားအဓိကကြတာပါဘလို့ခုခင်ရမလဲဆိုတာတွေကိုလည်းကောင်းကောင်းသိပါတယ်မျိုးလုံးတွေကတာမန်တတ္တဝါတွေထပ်ပိုများတဲ့အချက်တွေကြောင့်လဲမုံစိုးတွေဖြစ်နေပို့ပြီးတော့ပိတာနေကြတာပါ တိုင်းကတွေထဲမှာဆိုရင်လည်းတို့ရဲ့တိုက်ခိုက်နိုင်ပုံတွေကိုအခြေခံပြီးလူတွေအတူယူနိုင်အောင်လို့တိုက်ခိုက်နိုင်အောင်လုပ်ထားတာဖြစ်ပါတယ်။တို့ထက်အကောင်ကြီးတဲ့အကောင်တွေချင်းကတ်တာတွေမြင်တာနဲ့ခြေထောက်တွေကိုကားပြီးတော့ခုခံမှုအသင်ပြင်ထားတတ်ကြပါတယ်။ပြီးရင်တော့တို့ကိုလာတိုက်ခိုက်တဲ့အချက်မှတ်သမျှတွေကိုရှောင်ပြီးတော့တံပြန်တိုက်ခိုက်နိုင်မှုအတွက်မျိုးလုံးတွေကအခွင့်အရေးကိုရှာနေကြတာပါ။လက်တွေရတိုက်ခိုက်ပြီးတော့ပါဇက်နဲ့လည်းကြိုက်ပါရီပါဇက်ကသေးပြီမဲ့လို့သွားရီကအသားစိမ်းစားနိုင်တဲ့အထိထက်ရှားနေတာပါ ဒါပြင်သူတို့ကရန်လိုတဲ့အတံမျိုးတွေလည်းလုံထက်ကြပါသေးတယ်။အသက်ရှူလန်းချောင်းကနေလေတွေကိုအတံမြင်အောင်ထုတ်တာပေါ့။သူရှိမှဘလို့ကောင်းမဲရှိရှိသူတို့ဒေတာထွက်နေတယ်ဆိုတာတွေကိုအခုလိုပြတာတတ်ကြပါရစေ။ဒါကြောင့်လည်းဘသူမှမကြောက်တတ်ကြပါဘူး။ဘာလို့လဲဆိုရင်တော့ကြောင်တကောင်နဲ့ရန်ဖြစ်နေတဲ့ဓာတ်ခုတ်ကောင်တွေ့ရမှာပေါ့နော်။ဒီကြောင်ကတော့ပို့ပြီးတော့အကွက်ဆောင်တတ်တဲ့တိုင်းသမားတွေဆိုတော့သူတို့မနိုင်ကြပါပဲလို့ ပြန်ပြီးတော့ခုခံကြပါသေးတယ်။ပင်လယ်ထဲမှာလည်းဓာခုတ်ကောင်တွေရဲ့အမျိုးဓာခုတ်ကောင်ပစွန်ဆိုတဲ့ကောင်တွေရှိပါတယ်။သူတို့ကဓာခုတ်ကောင်တွေထက်သုံးစားပိုပြီးတော့ကြီးတာပါ။ပြီးတော့လင်မြန်မှုကလည်းပိုပြီးတော့များပါတယ်။လက်တံတွေနဲ့တိုက်ခိုက်တာတွေကလည်းတတော်ကိုကြွန့်ကျင်ကြတာပါ။နောက်ပြီးတော့သွားရရလည်းချုံထက်နေကြတာပါပဲ။အဲ့ဒီတော့ရင်းနဲ့တားခေါင်တွေကိုတိုက်ခိုက်ထိုးဖောက်ကြတာပါသူတို့ကတခြားငါးတွေပစုံတွေကိုလိုက်ဖမ်းပြီးတော့စားကြတာဖြစ်ပါတယ်အဓိကတော့ပစုံတွေကိုပို့ပြီးတော့စားကြတာပါ ဒီကောင်တွေကတခြားပစုံတွေထက်လည်းပိုပြီးတော့ကြီးရကြောင်းတခါတလေဆိုရင်တော့သူတို့ရွေးလိုက်တဲ့သားကောင်ကသူတို့ထက်ကြီးတဲ့ရေပွဲတွေဖြစ်နေတတ်ပါတယ်ရေပွဲတွေကိုတိုက်ခိုက်ဖို့ဆိုတာလည်းကူရာတော့မဟုတ်ပါဘူးเนาะဒါတော့မှလက်မလျှော့ဘဲနဲ့ထက်ခါထက်ခါတိုက်ခိုက်ကြပါတယ်ရေပွဲကသူတို့ဘာကောင်လဲဆိုတာပြန်ပြီးတော့ပြတော့မှပြေးထွက်သွားကြတာပါဒါအပြင်ပစုံတွေထဲမှာဆိုရင်တော့ဘသူမှလည်းသူတို့ကိုစပြီးတော့မတိုက်ခိုက်ကြပါဘူးရှင်ရေပွဲတွေကတော့ဒီကောင်တွေကိုကြည့်လို့မရကြပါဘူးသူတို့တွေကိုလာစမ်းမယ်ဆိုရင်တော့အကြောင်းသိအောင်ပြလေရှိကြပါတယ် ဒီကောင်တွေနဲ့တူတာကနောက်ထပ်ပစွန်တစ်မျိုးဖြစ်တဲ့ snapping sharam တွေပဲဖြစ်ပါတယ်။သူတို့မှာဆိုရင်လည်းဓာတ်ခုတ်ကောင်ပစွန်တွေလိုမျိုးလက်ချောင်းတွေပါပါတယ်။ဒါပေမဲ့ကိုကတော့သူတို့လောက်အကြီးမရှိပါဘူးနော်။သူတို့ပစွန်နှမျိုးကဆင်တူကြတာပါ။ဒါပေမဲ့လို့လက်သေးအဆွဲတွေမှာဆိုရင်တော့ snapping sharam တွေကပိုပြီးတော့ကြီးပါတယ်။သူတို့လက်ဆွဲတွေနဲ့ဓာတ်ခောင်ကိုတိုက်ခိုက်တတ်ကြတာပါ။အထဲမှာရေတူလောင်နိုင်တဲ့အဆက်တွေလည်းပါပါတယ်။အဲဒီကနေပြီးတော့ရေတွေထုတ်တဲ့ခါလည်းရှိတာပေါ့နော်။အဲလိုရေတွေထုတ်တာကသူ့ရဲ့တိုက်ခိုက်နေတစ်မျိုးပါတယ်ရှင်။ အရှင်အယံမြန်တယ်လို့အားလည်းအယံကိုပြင်းပါတယ် slow motion နဲ့ကြည့်မှတိတ်တိတ်ချာချာမြင်ရတာပါဒီရေတွေနဲ့တားကောင်တွေကိုပြစ်ပြီးတော့အထိနာအောင်လို့လုပ်တာပါပဲမသိရင်တော့ရေတနက်လိုပါပဲနော်အဲလိုရေတနက်ပြစ်မယ်ဆိုရင်တော့တို့စီကအတန်ထွက်ပါတယ်အဲ့ဒီအတန်တွေကိုဆွဲပြုတ်ပြီးတော့တို့ကို snapping sharing လို့နာမည်ပေးထားတာပါဒီရေတနက်နဲ့ပြစ်လိုက်တဲ့အချိန်ဟာ flexible 200နီးပါးလောက်ထိတုံခါမှုရှိတာပါအနည်းဆုံးမှရှိတဲ့တားကောင်ဟာထိခိုက်မိမှအသေးချာပါပဲတို့ကလည်းအသားစားတဲ့ပုံစံတွေပါ ဒါကြောင့်လဲအခုလိုရေတနက်နဲ့ပြစ်ခတ်တိုက်ခိုက်နေနိုင်တာလို့ယူဆရပါတယ်။သူ့ရဲ့တနက်မှာမွေးရပါပါလာတဲ့တနက်ဖြစ်တာနဲ့လူမုတ်ဆိုးတွေနဲ့တနက်ကလူတွေဖန်နေထားရပဲကွာရပါဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့ပါဒီနေ့အတွက်တော့တော့မြန်မာကနေဒီလောက်နဲ့နှုတ်ဆက်ခွင့်ပြုပါတော့။နောက်တစ်ခါဒီမှာပြန်လည်ဆောင်တွေ့ကြမှာတည်တယ်။ Bye bye ။